အာဆနယ်အမျက်ထွက်ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်အဆင့်6နေရာထိတက်လန်းနိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကိုမင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှူအနေကျူတူဝါရီကျွန်တော်ကိုခင်ပါပရီးမီးယားလိပွဲစဉ်ကိုကတော့ပြီးသွားပြီပွဲစဉ်ကိုနဲ့ပတ်သက်တဲ့ ိုးကောင်းအချိုးချောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လဲခံစားသုံးသပ်ဆွေးနွေးကြအောင်ပွဲစဉ်ကူမှာအပြောင်းလဲတချို့ဖြစ်ခဲ့တယ်ဘလုံးရသည်ကသုံးပုံတပုံမရှိသေးဘူးဆိုပေမဲ့လည်းတာထွက်ကောင်းဖို့တော့လိုတာပေါ့လေလက်ရှိအချိန်မှာအာစနယ်တင်းကတာထွက်တော်တော်ကောင်းနေတယ်လို့သူတာထွက်ကောင်းတာထက်ပြိုင်ဘက်အသင်းတွေကလည်း supporting လုပ်ပေးတယ်လို့မျိုးတော့ဖြစ်နေတယ်တာထွက်ကောင်းပြီးတော့ဘေးကအသင်းတွေကလည်းအာစနယ်နဲ့သူပြိုင်ကိုပြိုင် နောက်ကကတ်လိုက်လာမယ်ဆိုရင် ီတာထွက်ကောင်းမှုကဘယ်ချိန်ဘယ်ကာလမှာဘာဖြစ်မမှန်းမသိဘူးအခုချိန်မှာအာစနယ်ကနိုင်ပွဲဆက်နေပေမဲ့အာစနယ်ကိုအဓိကဖိအားပေးမဲ့အသင်းနှစ်သင်းဖြစ်တဲ့မန်စီးတီးနဲ့လီဗာပူးတို့ကရှုံးပွဲကြုံတွေ့ခဲ့တယ်ဒါအပြင်ဂျားရဲကနေတစုံတစ်ခု လုံးလာနိုင်တယ်ဆိုရဲခမန်းချက်တွေနဲ့ဘောလုံးရသည့်အစမှာအားကောင်းခဲ့တဲ့ချယ်ဆီကလည်းနိုင်တလဲရှုံးတလဲတည်ကြတလဲနဲ့ လက်ရှိအချိန်ထိကိုတည်ငြိမ်တဲ့ပုံစံကောင်းမရသေးပါဘူးအဲ့ဒါကြောင့်ဒီပရီးမီးယားလိပွဲစဉ်ကိုးဒီအာစနယ်အသင်းတော်အတော်လေးကိုအမျက်ထွက်ခဲ့တဲ့ရတ္တပတ်လို့ပြောရမှာပါဆိုတော့ပွဲစဉ်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ခန်းစားဆွေးနွေးကြအောင်တောက်ကြညမှာစတင်ရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကိုးအနေနဲ့ Leeds United နဲ့ West Ham တို့ပွဲဟာစဖွင့်ခဲ့ပါတယ်ဒီပွဲစဉ်မှာ West Ham သည်နီးပြ Graham Potter အစား Nuno Santo ပြောင်းလဲခဲ့ပေမဲ့လက်ရှိအချိန်ထိရလဒ်ဒီစိုးဝါနေစေ ဖြစ်ပါတယ်ဝက်ဆန်တင်ကဘလောက်တိအခြေအနေဆိုလဲဆိုတော့သူတို့နောက်ဆုံးနိုင်ခဲ့တာကဩဂုတ်လ31ရက်နေ့က Northern Forest ကို3-0နဲ့နိုင်ခဲ့တာဖြစ်ပါတယ်အခြေအနေဆိုတဲ့အတင်းချင်းတွေ့တဲ့အတွက်ကြောင့်နိုင်ပွဲရတယ်လို့တောင်ပြောလို့ရတယ်အဲ့နောက်ပိုင်းမှာ Tottenham Hotspur Crystal Palace စတဲ့အတင်းတွေကိုရှုံးတယ် Everton ကိုတည်ရကြပြီးအခုနောက်ဆုံး၃ပွဲသက်တိုက်ထပ်ရှုံးတယ် ဒီတကြောင်ဝဆန်းသင်းနိုင်ပွဲမရတာအတော်လေးကြာခဲ့ပြီဖြစ်ပါတယ်ဒီရှုံးပွဲကလည်းညူနိုစတိုအတွက်ဖိအားဝင်သွားစီမှာတော့အသေးစားပဲဖြစ်ပါတယ်ထပ်ပြီးတော့ထုတ်လို့တော့မရတော့ဘူးပေါ့နော်ထုတ်ရင်လည်းထုတ်လို့ရတယ်ဗျဒါပေမဲ့ အတင်းကဟိုပတ်စံကုန်တာပေါ့လေအဲ့တော့ကြောင့်ညိုနိုစန်တိုကိုပဲဆက်လက်အချိန်ပေးပြီးစောင့်ကြည့်ရမယ်သဘောပါခင်ဗျာကျွန်တော်တို့နောက်ရက်ဒီမှာရှင်ပြိုင်ကစားတဲ့ပွဲစဉ်ဒီမှာဆိုရင်ချယ်ဆီနဲ့ဆန်လန်ပွဲစဉ်ကပရိသတ်အပြောများခဲ့တဲ့စိတ်အလိုမကျဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အင်ကွင်းစတန်ဖို့ဘရစ်ကအဲ့တလောက်ထိရုပ်ပြက်စင်းပြက်မဖြစ်သင့်ဘူးဆန်ဒလန်မို့လို့ဆိုတာမို့လို့ဆိုတာယူပြောဖို့မသင့်တဲ့ level မျိုးပါဒါဆန်ဒလန်ကို blame တာမဟုတ်ပါဘူး Chelsea ရဲ့အခြေအနေအဆင့်တန်းကိုကျွန်တော်ကမိမောင်းထိုးပြတာပါဒီလိုနိုင်လိုက်ရှုံးလိုက်တီကြလိုက်ဆိုတော့ပုံတံမျိုးတွေနဲ့ဒီတရားဒီလုံးသွားရင်ပြီးခဲ့တဲ့ရာသီဒုံးကလိုမျိုး Champion League ဝင်ခွင့်ကိုဖျားတပြီးတော့ကြည့်ရမယ့်သဘောမျိုးတခြားအသင်းတွေရဲ့ခြေချော်မှုကိုစောင့်ကြည့်ရမယ့်သဘောမျိုးသူများနှကောင်းပေါင်းနဲ့အသက်ရှင်ရမယ့်သဘောမျိုးဖြစ်တယ်အဲ့ဒါကြောင့် Andrew Morris ကအနေနဲ့ဒုတိယမြောက်ရာသီမှာပထမရာသီဒုံးကနဲ့ဘာမှထူးမခြားနိုင်ရင်တော့ဒါက အဆင်မပြေဘူးတိုးတော့ကျွန်တော်တို့ Mars ကောလည်းတရားခိုင်တော့လက်ညှိုးထိုးလို့မရဘူးအဓိကတောက်တပိုးတင်ဒရိုက်တာနှစ်ကောင်လို့ပဲပြောရမှာပါရာသီအစမှာရှာဤထာနဲ့နိုနီနိုနီမလို့နောက်ခံလို့မလို့ FIFA Club World Cup ကငါတို့ဘလို့ကစားသွားလဲလိုင်းကိုဝဲမပါပဲနဲ့အစ်စေးပဲလေဒလိုင်းတေးတိမခေါ်ခဲ့အဲ့ဒီအကျိုးဆက်ကလက်ရှိအချိန်မှာခံစားနေရတာပါလက်ရှိရလက်စိုးဝါမှုမတည်ငြိမ်မှုကတရားခိုင်တော့ဆိုရင် Anthony Morris Sky အမှား20လောက်ပဲရှိတယ်80ရာခိုင်နှုန်းကအသင်းရဲ့ တာဝန်ရှိတဲ့တွေပါနောက်ခံလူကောင်းကောင်းတယောက်မဖြစ်တင်းပေးခဲ့တာကအဆိုးအဝါဆုံးပြဿနာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပွဲက Newcastle နဲ့ Fulham စိန်ချင်းဘက်မှာအကောင်းဆုံးကစားပြီးတော့ Fulham ကို2-1နဲ့အနိုင်ရခဲ့တယ်နောက်လူပြောအများဆုံးဖြစ်ခဲ့တဲ့ပွဲ Manchester United နဲ့ Brighton ပြောစရာဖြစ်မှာပေါ့ Brighton ဆိုတာက Man United ဆိုရင် trauma ပေးတဲ့အသင်းတစ်သင်းအများတန်းလို့လို့ဖုတ်ခဲ့တီးခဲ့တဲ့အသင်းငယ်နိုင်လို့တောင်ဖြစ်နေပြီအဲ့လိုအသင်းမျိုးကိုနိုင်မယ်လို့ကို Manchester United တချို့ပြည်သက်တွေမယုံကြည်ထားခဲ့တာ အကုန်လုံးပြောတာမဟုတ်တော့တချို့တချို့အ ਨੇ စုပေါ့ဗျာကျွန်တော်တို့နိုင်မှာမဟုတ်ပါဘူးမလွယ်ပါဘူးစသဖြင့် comment လေးတွေလည်းတွေ့ပါတယ်ဒါပေမဲ့တကယ်ကစားတဲ့အချိန်မှာ United သည်သူတို့ရဲ့စိတ်တက်ဗျာတိလားအဓိကဘောလုံးကစားတာအဲ့စိတ်တက်အရင်အရင်ခံတယ်စိတ်တက်နဲ့ခံယူချက်ပိုင်းစိတ်တက်နဲ့ခံယူချက်ပိုင်းဆိုတာဒါအလကားပြောနေတာမဟုတ်ဘူးအရေးပါလို့ကျွန်တော်ပြောနေတာ ဒီပွဲမှာစိတ်တနဲ့ခံယူချက်ပိုင်းရနိုင်ဖို့ကစားသွားတာဗျငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုဆော့သွားတာ Brighton ကရန်ကောင်းတယ်နော်ရန်ကူပါမင်နက်တို့ဆိုရင်ထိမ့်ရချောင်းကတိတ်ခတ်တဲ့ကစားသမားတွေအဲ့လိုကစားသမားတွေကလည်းဘောလုံးထွက်တာပဲမထွက်ဘူးပြောတာမို့အကုန်လုံးကလည်းခြေသွင်းပြနိုင်တာပဲဝဲဘက်ဆိုရင် free kick ကတော့ကိုကိုကိုသွင်းသွားတယ်တော်တော် United ရဲ့အဲ့စိတ်တကြီးကအနိုင်မရရအောင်ကစားသွားတဲ့ပုံစံမျိုးကြီးဖြစ်သွားတယ်ရရင်ရတဲ့အခွင့်အရေးမိမိရအသုံးချမယ်ဒါပေမဲ့နိုင်ရရင်ပါကိုက်မယ်ဆိုတဲ့အကွက်မျိုးကြီးကိုကစားသွားတာအဲ့တော့ဒီအသီးပွင့်ကိုသူတို့ခံစားခဲ့ရတယ် Ruben Amorim င်လက်ထက်မှာနောက်ဆုံး၃ပွဲဆက်အနိုင်ရခဲ့တယ်ဒါအမော်ရင်ရဲ့ပထမဆုံးအနိုင်၃ပွဲဆက်မှတ်တမ်းပေါ့နော်အဲ့ဒီအတွက်ကြောင့်ပဲယူနိုက်တက်တင်ကလက်ရှိချိန်မှာအမှတ်ပေးစရာရဲ့အဆင့်၆နေရာတိတက်လန်းနိုင်ခဲ့ပါတယ်ကြည့်ကျွန်တော်ညကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ဘောလုံးပွဲတွေကစားချင်နေဆိုရင်စူပါစီနီယာဘေးဘောစီမှာအိုင်ဘတ်ခွန်ရှိကို၅ဒလုံးမစ်မောင်းငါ၆တို့ကိုမမတဲ့အပိုစုချင်းများစွာနဲ့ယုံကြည်စွာကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဗဗဒံဘတ်၃ညာကို69669440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာကြည့်ကျွန်တော်ညနေပွဲတစ်ပွဲပေါ့နော်ဒါဘရန Brentford နဲ့ Liverpool Brentford က3-2နဲ့နိုင်ခဲ့တယ်ကျွန်တော်ကလည်းဒီပွဲမှာ Liverpool ကိုအရင်ကတော့မယုံရဲဘူးအဲ့အတွက်ဂိုးပေါ်ပဲရွေးချယ်ခဲ့တယ်တကယ်ကြီးဖြစ်သွားခဲ့တယ်ဘယ်လိုပြောရမလဲဟိုဒီချိန်မှာတော့ဗျာ Liverpool ကတော့သွားပါပြီกว่าလို့တော့ပြောလို့မရဘူးပေါ့နော် Premier League ပွဲစဉ်ကိုးပဲရှိသေးတာ哦 Liverpool မှမဟုတ်ဘယ်အသင်းပဲဖြစ်ဖြစ်ဒီလောက်ရလက်စိုးနေပြီမဲ့လေကျွန်တော်တွေက အတိအကျကြီးတော့ပြောလို့တော့မရဘူးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းအဲ့တိုင်းပဲလီဗာပူးကကကြိုးကြောင်နဲ့သိမလားလူတွေလည်းအများကြီးမခေါ်ထားဘူးရှိတဲ့ကစားသမားတွေလည်းအသက်အရွယ်ကကြီးနေပြီဘာညာဆိုတော့ယူဆချက်တွေနဲ့ဘူဆွဲသွားသေးတာပဲဒီနေ့ရာသီဘူဆွဲဖို့ဘာညာပြောနေတာမဟုတ်ဘူးဗျာတွေ့မယ်လီဗာပူးကိုအဲ့လိုမျိုးဟာချန်ပီယံလိတောင်မှဝင်ဖို့ခက်ခဲတဲ့ဘာညာဆိုတော့ပုံစံမျိုးကြီးတော့ကျွန်တော်လက်မခံဘူးပြန်လာဖို့အတွက်အနေနဲ့အထလေးနေတယ်လို့ပဲကျွန်တော်ထင်တယ်ဘရန်ဖို့ကိုလည်းကျွန်တော်ချီးကျူးရမှာပါ ်ခိတ်အန်ဒရူးစ်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ဘရန်ဖူဒီမယုံကြည်နိုင်စရာကောင်းလောက်တဲ့ level တစ်ခုထိရောက်ရှိနေပါတယ်။နောက်တစ်ပွဲကတော့ဘုံမောက်နဲ့ Northern Forest တတရာပဲကျွန်တော်ဘုံမောက်အသင်းက2-0နဲ့ Nottingham Forest ကိုအနိုင်ရခဲ့တဲ့ Shoundish လည်းအဖွင့်ပွဲမှာမဆိုးဘူးဆိုရင်ပဲ Premier League မှာရှုံးပွဲကိုကြုံတွေ့ခဲ့ပါတယ်။နောက်ထပ်တစ်ပွဲကတော့ AI နဲ့ Crystal Palace တိတ်ထရီထရူပြောရမလို့ Arsenal ရဲ့အထာဒီပွဲဘယ်လိုလဲ Bro Arsenal အထာလို့ပြောလိုက်ရင်1-2ပဲ။အဲအဲ့လိုမျိုးဖြစ်သွားပြီပေါ့နော်။ Arsenal အနေနဲ့သူတို့ရဲ့ခံစစ်ပိုင်းကိုယုံကြည်သွားနဲ့ဆက်လက်ကစားသွားခဲ့တယ်။နောက်တစ်ပွဲကတော့ Aston Villa နဲ့ Man City ။ Man City အမှတ်မတည့်ရှုံးပွဲကြုံတွေ့သွားခဲ့တယ်လို့ Erling Haaland ရဲ့ဂိုးပေါက်ရှာတွေ့နေမှုနော်ပွဲဆက်တွေကလည်းရက်တန့် ွားခဲ့ပါတယ်။ Aston Villa ကိုလည်းကျွန်တော်တို့ချီးကျူးရမှာပါ။တကယ်ကိုငုတ်ကောင်အသင်းပေါ့နော်။နောက်တစ်ပွဲကတော့ ဝူဗာဟန်တန်နဲ့ဘန်လီဖြစ်ပါတယ်။ဝူဖ်ကလည်းတော်တော်ချားပါတယ်။ပယ်ရာကလည်းတိတ်မကြခင်အချိန်တွေထုတ်ပစ်ခံရတဲ့နီးပြစီးရင်ထဲမှာပါလာနိုင်ပါတယ်။ဘန်လီကတော့အဝေးကွင်းမှာအဖိုးတန်နိုင်သုံးမှတ်ကိုရရှိခဲ့တယ်လို့ပဲပြောရမှာပါ။နောက်ဆုံးပွဲတစ်ပွဲကတော့ Everton နဲ့ Tottenham Hotspur ပါ။ Tottenham Hotspur ကလည်း Everton လို Goodison Park မှာကစားခတ်တဲ့အသင်းတစ်သင်းကို3-0ပြတ်နဲ့အနိုင်ရခဲ့တဲ့အတွက်ကြောင့်ဒီနှစ်ဘောလုံးရသည့်အစမှာတာထွက်ကောင်းနေတယ်လို့ပဲပြောရမှာပါ။ကျွန်တော် ဇယားရည်တီမှုကိုကြည့်မယ်ဆိုရင်အာစတန်အသင်းကအမပေးဇယားရဲ့ဒုတိယနေရာမှာရှိနေတဲ့ဘုံမောက်အသင်းကိုရမှတ်၄မှတ်ဖြတ်ပြီးတော့ရမှတ်22မှတ်နဲ့ထိပ်ဆုံးမှဥတည်နေပါတယ်ဘုံမောက်တော်တင်ဟော့စပါဆန်ဒလန်မန်စီးတီးမန်ယူနိုက်တက်လီဗာပူးအက်စတန်ဗလာချဲလ်စီပယ်လစ်တို့ဟာတူဝနေတန်းတီအစင်လိုက်ရည်တီနေပြီးတော့ဘရန်ဖို့နျူကာဆယ်ဘရိုက်တန်အေဗာဒန်လီးစ်ယူနိုက်တက်ဘန်လီဖူလန်စတဲ့အသင်းတွေက7ကနေ7ခုအထိရည်တီနေပါတယ်တန်းစစ်စုံမှာရည်တီနေတဲ့၃သင်းကတော့ Northern Forest ဝက်ဆန်နဲ့ Wolverhampton န်တို့ဖြစ်ပါတယ်ဒီထဲမှာအစိုးဆုံးကတော့ဟူဗာဟန်တန်ပါလက်ရှိအချိန်ထိရမှန်နှစ်မှတ်ပဲရသေးပါတယ်ခင်ဗျကျွန်တော်ညီကိုရောပရီးမီးယားလိပွဲစဉ်ကိုးနဲ့ပတ်သက်ပြီးဘလို့ခန်းစားချက်တွေရှိသလဲကွန်မန့်တွေမှာဝင်ရောက်ရေးသားဆွေးနွေးပြသကြပါအောင်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်